လာရှုမျိုးပြန်လည်လွှဲပြောင်းပိတ်လုပ်ငန်းစဉ်နောက်ပိုင်းမှာရမ်းပြည်နယ်မြောက်ပိုင်းမှာစံရှိနေတဲ့ဒေသတွေအတွက်တရုတ်ကသူ့အစားဝါပြည်နယ်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ကိုချောင်းဝင်ခိုင်းလာနိုင်တယ်လို့ပိုးမြသာလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌပုံမူကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါရယ်ဝါတပ်ဖွဲ့ဟာတရုတ်ကကိုယ်တိုင်ဝင်မပါခြင်းတဲ့ကိစ္စတွေမှာသူတို့ရဲ့ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ဆောင်ရွက်ပေးရကြောင်းဝါရဲ့အနောက်မှာတရုတ်ရှိနေတဲ့အတွက်သူရဲ့ဆောင်ရွက်ခိုင်းမှုအပေါ်အားလုံးကလိုက်နာဖို့လိုကြောင်းလည်းသူကပြောပါရယ်ရှင်ပြောင်းတော့ဝါက ဟိုတေဝကိုယ်တိုင်မလုပ်ခြင်းနဲ့ကိစ္စမှာဝါသာရဲ့သူရဲ့ဟိုပါပဲကိုယ်စလဲအနေနဲ့ဝါသာစီမဆောင်ရပေးနေတာပေါ့ဟိုကပြောတဲ့ဝါခိုင်းတာအလုံးလိုက်မှာဘို့နေလို့လာကဝါရဲ့နောက်မှာတေကိုယ်တိုင်ရှိတာပေါ့သမန်နိုင်ငံကဥပဒေရဒီဝါကိုအဆုံးပြုတော့ပြေကွာသူ့ဩဇာနာချက်ထံသဘောရှိတာဒါကြောင့်ဝါကတော့သူ့ရဲ့ပုံမှန် position မပြတ် ်နောက်နောက်ကျန်တဲ့ဒေသတွေအတွက်လည်းပဲသူလိုက်ပြီးတော့အပြားမှာအာမခံပြပေးပြီးတော့ဂျားဝင်ပေးမဲ့သဘောတော့ရှိပါတယ်ပြောကကိုယ်တိုင်ဂျားဝင်လာရှိတယ်လို့ဝါကအဂျားဝင်ပေးတဲ့ကိစ္စတွေလည်းရှိနိုင်ပါတယ်အဲ့ဒါကြောင့် TIA လို့လို့အဖွဲ့တွေလည်းဗပစီဒီမရှိတာပြရင်စဉ်းစားဖို့တော့လိုလာတာပေါ့အတက်ပွဲတွေဆက်လုပ်မလားတို့ဒီမဟုတ်ဝါတရုတ်ပေးအကြံပေးတဲ့အတိုင်း အခြေအနေပြန်သုံးသပ်မလားဆိုတဲ့ဟာနည်းနည်းတော့ကျွန်တော်တို့စဉ်းစားကြရတော့ဖြစ်လာနိုင်တာပေါ့ရှမ်းမြောက်မှာဒီယူနာမေဇာနဲ့ဝင်းတဲ့နေရာတွေကတော့ဖြစ်ဖြစ်ဖြစ်နိုင်တယ်ယူနာမေဇာနဲ့နီးရဒေသတွေကတော့ဖြစ်ဖို့မလွယ်တော့ဘူးဒါကြောင့်လဲဆိုတော့နေသာလုံးချုပ်ရင်းနေသာကုံတော်ရင်းတို့ဥစားပြီးတော့မှာပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီ ဟိုအမ်ဘဲဝမ်းရုပ်ပြရတိုင်းစီမံရက်ကလည်းပမာပြီးတော့ဖြတ်ပြီးတော့ကြောက်ပြူတွေ့ရတော့အဲ့ဒီလမ်းကြောင်းတွေလည်းပြန်ထင်းချုပ်ကြတဲ့သဘောရှိပါတယ်။ဒါကြောင့်ဒီဟိုအပြင်ရောက်ပိုင်းအဖွဲ့အစည်းတွေနဲ့လည်းတော့နည်းနည်းအဲကြက်တဲတော့ဖြစ်သွားနိုင်တာပေါ့။စစ်တိုင်းနေမဲ့ဆိုရင်တော့ကြက်တဲဖြစ်သွားနိုင်တယ်။တင်းရဖြစ်အောင်ပေါ့လေ။တရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုကြောင့်ကိုကန်တပ်ဖွဲ့ MNDA ဟာ2024ခုနှစ်ဩဂတ်3ရက်ကတင်ပိုက်ထားတဲ့လာရှုကနေပြန်လည်ဆုတ်ခွာပေးခဲ့တာပါ။ အဲဒီနောက်လာရှုမြို့တွေကို April 18 April 22ရက်နဲ့22ရက်နေ့မှာတော့မြမတက်မတော်ကစစ်ရင်တန်းတွေနဲ့ပြန်လည်ဝင်ရောက်ခါအုတ်ချုပ်ရဲရန်ရီရီပြန်လည်ထူထောင်မှုပြင်ဆင်လျက်ရှိတာပါ အဲ့ဒီလိုလာရှုံမျိုးကနေကိုကန့်တပ်ဖွဲ့တွေကိုပြန်လဲဆုတ်ခွာခိုင်းတာဟာသူ့ရဲ့နယ်စပ်ကုံတွေရင်နဲ့တခြားသောစီမံကိန်းလုပ်ငန်းတွေဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်လိုတာကြောင့်ဖြစ်တယ်လို့လည်းသုံးသပ်ကြပါတယ်။အခုလိုမျိုးလာရှုံမျိုးကိုလက်ပြောင်းပေးရပြီးနောက်နေမြေထင်းကျုံနိုင်မှုရဲ့အောင်မြင်မှုအပေါ်မူတည်ကရှေ့ဆက်လျှောက်ရမယ့်တော်လှန်ရေးခရီးကိုအဆုံးဖြတ်ပေးမှာဖြစ်တယ်လို့တရုတ်မြန်မာရေးလိလာသုံးသပ်သူဒေါက်တာလှကျော်စောကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။ဒီလာရှုံပေးစားကဘလို့အောင်မြင်မလဲမအောင်မြင်လဲဆိုရကြည့်ရမယ်။ အဲ့တော့တရုတ်ကဒီမှာပုံပေါင်းပြီးတော့ကွန်ဂရီလမ်းဖွင့်လာအောင်နော်အဲ့ကွန်ဂရီလမ်းဖွင့်မှုလုပ်တဲ့အတွက်ဒီဟာတကယ်လို့အောင်မြင်လို့ပြည်သူလူထုအတွက်ကစုံကြီးရတတ်ပါတယ်တော့ပြည်သူလူထုရဲ့စီးပွားရေးတက်ပါတယ်စစ်ကောင်စီဘက်ကလည်းခါတိုင်းလိုရញ្ញံသာသာမလုပ်ရတော့ဘူးဆိုလို့ရှိရင်တော့ DNL ဘက်ကလည်းစဉ်းစားလာနိုင်ကြရည်ကျွန်တော်ရှိတာပေါ့ဒီလားချုပ်တော့အောင်မြင်မလဲမအောင်မြင်မလဲကအဲကျွန်တော်တို့ရှေ့ချောင်းမယ်ဒေါ်လာရင်းလမ်းကြီးကိုဆုံးဖြတ်ပေးပါမယ် ီလိုဆုတ်ခွာတာဟာနတ်ဆကဘက်ကဆုတ်ခိုင်းတာမဟုတ်ပဲဒီဥဘက်ကဆုတ်ခွာဖို့2024ခုနှစ်ဒီဇင်ဘာလကလေးကတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်းစီးရင်းတဲ့နိုင်ငံရေးကိစ္စတွေကပြောပါတယ်။ရရှိမျိုးလွတ်ပြောင်းပေးရတာဟာတရုတ်ပြည်အားကြောင့်ဆိုရဲပြောဆိုနေမှုတွေကိုတော့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနဘက်ကညှင်းဆိုထားပြီးနိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့မိတ်ဆွေသဘောနဲ့သာအကြံပြုပေးနေတာဖြစ်တယ်လို့ပြောထားပါတယ်။